ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့စိတ်တကြနေသူများအတွက်ကျွန်တော်အသက်50ကျော်ထိကြုံတွေ့ခဲ့ရသောအတွေ့အကြုံများပြောပြပေးပါသည်တဲ့ဥလွင်မို့ မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်နော်ယူဆအတွေ့ခေါ်ဘုဒ္ဓတွေကိုမျှဝေပေးပဲအစီအစဉ်လည်းရှိပါတယ်ဟဲ့အကယ်ဟုတ်ပြီနေ့တန်းချီလိုက်တာနည်းနည်းရှည်သွားပြီအဲ့တော့ကျွန်တော်ပြောချင်တာပါလဲဆိုတော့အဲ့တော့ ထိုင်းကိုရောက်လာလို့လမ်းပြောင်နေတဲ့လူတွေပဲဖြစ်ဖြစ်เนาะညီမကြီးမှာပဲလမ်းပြောင်နေတဲ့လူတွေပဲဖြစ်ဖြစ်เนาะဟိုအတုံးများတက်ခဲ့ရင်ဆိုပြီးတော့ကျွန်တော်မျှော်ဝေပေးချင်တာအဲ့ဒါအတော့ကျွန်တော်ရဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းမှာအမြဲတမ်းတင်နေကြတခုဖြစ်တဲ့เนาะအဲ့ထဲကဘာလို့နော်ဟို lesson တခုပေါ့เนาะအကြောင်းအရာတခုဖြစ်တယ်အဲ့ဒါအတော့เนาะဟိုလူတိုင်းအတွက်เนาะအမြင်လေးတခုပွင့်သွားစေခြင်းတဲ့သဘောနဲ့ဒီနေ့ဒါလေးကိုကျွန်တော်က ရောက်ပြီးကျင်တာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီဟိုစီးပွားရေးလုပ်တဲ့အခါမှာလူတွေကအယောင်ဝင်လုပ်တဲ့အခါအထူးသဖြင့်စီးပွားရေးဆိုတာအယောင်ဝင်လုပ်တဲ့အခါမှာလူတွေကအမြတ်ကိုငွေကြေးကိုပဲမြင်ကြတယ်တကယ်တော့ငွေကြေးတစ်ခုလည်းမြတ်တာမဟုတ်ဘူးငွေကြေးတဲ့ပုံကြီးတန်ဖိုးရှိတဲ့အမြတ်ကြီးရှိတယ်เนาะအဲ့တော့အယောင်ဝင်တစ်ခုလုပ်တဲ့အခါမှာအမြတ်၅ခုမြတ်တယ်ဒါတွေကိုလူတွေကမသိကြဘူးเนาะအမြတ်၅ခုမြတ်တယ်ငွေတစ်ခုလည်းမြတ်တာမဟုတ်ဘူးအဲ့အမြတ်၅ခုကဘာလဲဆိုတော့နံပါတ်၁က ျွန်တော်တို့က customer မြတ်တယ်ဗျာသူအဲ့ခါကျတော့ရောင်းလိုက်တာနဲ့တပြိုင်နက်တည်းကိုယ့်စီကအဝယ်တယ်လို့ရှိတယ်ကိုယ့်စီကတယောက်ကဝယ်သွားပြီဆိုလို့ရှိရင်အဲ့ဒါကို customer ပဲဒါကိုအမြတ်ရလိုက်တာအကယ်၍ကိုကသာကိုရောင်းတဲ့ပစ္စည်းကလည်းကောင်းတယ်သူလည်းကိုယ့်စီကဝယ်လိုက်တာ တန်တယ်အကျိုးရှိသွားတယ်ဆိုလို့ရှိရင်သူနောက်တစ်ချိန်ဝယ်တဲ့အခါမှာသူကကိုယ့်စီကပဲဝယ်မှာဖြစ်တယ်အဲ့လိုပဲ ကိုစီရဝဲယုံတင်မဟုတ်ဘူး तू อ่ะသူ့မိษွေအပေါင်းအသင်းတွေကိုလဲပဲဟာဟာကျမတို့ဖြင့်ဒီမော်တော်ဆန်ကယ်ကိုကိုရင်ချက်ကြီးစီရဝဲလိုက်တာအဆင်ပြေရဲ့နော်ဈေးကလည်းပုံမှန်တဲ့နည်းနည်းလေးပူချိုတယ်နော်သုံးလာလည်းကောင်းတယ်နော်ဆိုပြီးတော့ तू ပြောမှာပဲနော် तू ကြည့်နေတယ် तू ပြောမှာပဲအဲ့လိုပြောတဲ့အခါမှာနောက်ထပ် customer တွေလည်း तू မိတ်ဆက်ပေးနိုင်တယ်ဒါကြောင့်နံပါတ်1ကအရောင်းဝယ်တစ်ခုလုပ်တဲ့အခါမှာ customer မြတ်တယ်နော်အဲ့ဒါကကိုယ်ပိုင် customer ဖြစ်သွားပြီ တကယ်ဖြစ်တာကိုကကောင်းကောင်းမွန်မွန်ပဲအမြဲတမ်းပေါ့နော်ဟိုဆောင်ရွက်ပေးနေမယ်ဆိုလို့ရှိရင် तू ကတက်တက်လုံးကိုဆရာဝယ်ပါလူတွေကနော်ဟိုစိုင်းတဆန်ရဖြစ်စီတခုခုပေါ့နော်ဝယ်မိသွားတဲ့အခါမှာလူတရားကိုဆရာဖြစ်စီဝယ်မိသွားတဲ့အခါမှာပြောင်းလဲလို့လည်းစင်တာမရှိကြဘူးလူတွေရဲ့တဘာဝကအပြောင်းလဲကိုကြောက်တယ်နော်တခါအဆင်ပြေဘူးရင်အဆင်ပြေတာကိုဝယ်ဝယ်တယ်တခါအဆင်ပြေအဆင်ပြေတဲ့လူပြောလို့ဆိုလို့ကောင်းတဲ့လူဆရာပဲဝယ်လိမ့်ရှိတယ် ဒါသဘောဒါကြောင့်မလို့အယောင်ဝယ်တစ်ခုလုပ်တဲ့ခါမှာပထမဆုံးမြတ်တာက customer မြတ်တာဖြစ်တယ်။အဲ့တော့ဒုတိယမြတ်တာကဘာလဲဆိုတော့ဈေးကွက်မြတ်တာလို့ခေါ်တယ်။အဲ့တော့ဈေးကွက်မြတ်တယ်ဆိုတာကြတော့ဒီကောင်ကတော့နည်းနည်းလေးသူ့တည်းနည်းနည်းမြင့်သွားပြီပေါ့လေ။လူတွေရဲ့သဘာဝကအဲဘယ်လိုလဲဆိုလို့ရှိရင်ခုနကပြောသလိုပဲအပြောင်းအလဲနဲ့အတွေ့အကြုံတစ်ခုကြောက်ကြတယ်။ ကိုကစပြီးဝယ်ရမှာကိုကစပြီးသုံးရမှာကိုကြောက်ကြရဲအဲ့လိုကြောက်ကြရဲအတွက်ကြောင့်အာဒါမျိုးဘယ်သူဝယ်ဘူးသားဝယ်ဝယ်ဘူးတဲ့လူဘယ်သူရှိလဲဒါလေးအရင်လစ်လာလိုက်ဟိုမသူတို့ဝယ်တာအစဉ်ပြေရဲ့လားဆိုပြီးတော့မှလစ်လာပြီးတော့မှအဲ့ဥစ္စာလစ်လာပြီးမှသူတို့ဝယ်ရဖြစ်တယ်အထူးသဖြင့်တော့ကြည်လက်ကြည်လက်ကြည်လက်နော်တောရွာလေးနောက်တစ်ခုကနည်းနည်းဟိုလိုဟိုဆင်းရဲတဲ့သူတွေပက်ဆံကိုချွေချွေတတရှာရှာပပနဲ့စုဆောင်းပြီးတော့မှလောက်ရခဲ့ရမယ်လူတွေနော်အဲ့လိုလူတွေကပို့ပြီးတော့ တိထားရတယ်သူကအမားမခံနိုင်ဘူးအမားမခံနိုင်တဲ့အခါကျတော့ရှေ့က history ပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့မှသူတို့မှဝယ်ရတယ်အဲ့လိုဝယ်ရတဲ့အခါကျတော့ဥမာအဖြစ်ရွာတရွာကိုရွာတရွာပေါ့ဗျာပစ္စည်းတစ်ခုရောင်းလိုက်အထူးသဖြင့်တော့ရွာတရွာကိုလက်ထုံးဆက်လက်ထုံးဆက်တစ်သီးရောင်းလိုက်တယ်ပေါ့ဗျာအဲ့တော့ရွာတရွာမှာလက်ထုံးဆက်တစ်သီးရောင်းလိုက်တဲ့အခါမှာလူတစ်ယောက်ကဟလာပထမဆုံးတစ်ယောက်ကတော့ဗျာသူကစွန့်စားတဲ့လူပေါ့အဲဟိုဘလို့ပဲဖြစ်မြို့ပေါ်ကအဆက်အသွယ်အကြောင်းဖြစ်ရင်ဖြစ်မယ်သူ့ရဲ့မိတ်ဆွေ တဲမှာအင်ဂျင်နီယာတွေလက်ထွန်ဆက်သုံးမှုတဲ့လူတွေဟလာအဲ့လိုမျိုးတိလို့ဖြစ်ဖြစ်မယ်အင်မတန်မှသူယုံကြည်တဲ့လူတယောက်ရဲ့နော် recommended နော်ဒီဘာလို့မှတ်ချက်နဲ့ပေါ့နော်သူလက်ထွန်ဆက်တကြီးဝယ်ချလာရွာလေးကိုလက်ထွန်ဆက်ကူကူဒါလက်ထွန်ဆက်ကြီးရောက်လာပြီပေါ့ဗျာအဲ့လိုရောက်လာတဲ့အခါမှာတခါလေအဲ့အဲ့လက်ထွန်ဆက်ကြီးကိုထွန်လိုက်တယ်ဟာတနာယူဆယ်ရီကပြီးတယ်စီဘူက2000ပဲကုန်တယ်ဟလာထွန်နာတေကောင်9000ရတယ်အဲ့တော့တနာယူဟလာ ဟိုတနာယူဆယ်ရက်ကပြီးတော့တနာယူ9000ဝင်တယ်စီဘိုးနဲ့အလုပ်သမားနဲ့ဆိုဘလောက်ကြတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဟာဒီသူဆက်ပြင်နေတဲ့လူကလည်းဟိုဘက်ကဟိုဇီးကုံးရွာကဟိုမောင်ပုဆိုတဲ့ကောင်ရှိတယ်ဒီကောင်ကဒါကိုကြွက်ကျင်တယ်အဆက်တဖြစ်ပေါ့ဗျာအဲ့လိုတဲ့ခါကျရွာထဲကလူကြီးကိုဒါကိုစိတ်ဝင်စားသွားအဲ့ဆင်းဝင်စားသွားပြီးတော့မှတခါတည်းနောက်ဂျူရီယောက်ကလည်းပတ်စံလေးစုစပားလေးနွားလေးရောင်းပြီးတော့ငါလည်းတော်တော်ဝယ်မကွာဆိုပြီးတော့လှုပ်လိုက်တဲ့အခါမှာသူကဘာလို့လဲဆိုရင်ဒီကိုတော်ဝယ်ဝယ် သူမြင်မှုရတယ်သူမျက်စိတက်မှာတေးကြတယ်ဒီရွာမှာကုဘူတာလက်ထွန်သက်ကအလုတ်ဖြစ်တယ်ဆိုတော့သူမြင်တယ်ဟုတ်မလားသူတေချာသွားကြည့်ဦးတယ်ထွန်နေတာကိုသွားလေ့လာဦးတယ်အဲ့လိုလေ့လာတဲ့အခါမှာနောက်တစ်ယောက်ကလည်းကုဘူတာလက်ထွန်သက်ကိုဝယ်ဝယ်အဲ့လိုပဲနောက်ထပ်တစ်ယောက်ကလည်းဒါဝယ်ဝယ်မှာအဲ့ဒီကိုသွားပြီးတော့ယာမန်တို့အီဆက်ကီတို့နော်ဟို new for new holland တို့ဟုတ်လားဂျွန်ဒီယာတို့သွားရောက်လို့မရဘူးသွားရောက်လို့မရဘူးဘလောက်ပဲကောင်းကောင်းရောက်လို့မရဘူးသူတို့တိတာကကုဘူတာပြီးလုတ်ဖြစ်တယ် ဒီဟာကိုပြင်နေတဲ့လူလည်းငါတို့သိတယ်ဒီကောင်စီဘလောက်စားလဲငါတို့သိတယ်တဏှာကြီးကိုဘလောက်ထွန်နိုင်လဲဆိုတာငါတို့သိတယ်အဲ့ခါမှာတရွာလုံးကဘာဖြစ်သွားလဲကိုယ်တာဖြစ်သွားတယ်အဲ့တော့မှပြတာကိုမက်ကက်မြတ်တယ်လို့ခေါ်တာနော်တရွာလုံးကကိုယ်တာမြင့်အောင်ညံ့အောင်တင်မဟုတ်ပြန်ဘူးဒီဒီဆက်ကဘသူစီကဝယ်တာလဲနော်ဆိုပြီးတော့အရင်လူဝယ်တဲ့လူစီရပဲသူကလိုက်ပြီးတော့ဝယ်ကြအဲ့တော့အယောင်ဝယ်တစ်ခုဖြစ်သွားတဲ့အခါတိုင်းမှာဒုတိယမြတ်တဲ့အမြတ်က ဈေးကွက်မြတ်တာလို့ခေါ်တယ်။ဒါကြောင့်မလို့အယောင်းဝယ်တစ်ခုလုံးတဲ့အခါမှာရဲရဲတင်းတင်းနဲ့ပတ်စံရရမရရအမျက်ရရမရလုတ်လိုက်ဖို့လိုတယ်။နော်အဲ့တော့ဒုတိယအမျက်ကဈေးကွက်မြတ်တာဖြစ်တယ်။နော်အဲ့တော့တတိယအမျက်ကဘာလဲဆိုတဲ့အခါကျတော့အတွေ့အကြုံမြတ်တာဟုတ်ပါနော်အဲ့တော့ကိုကတခါမှလုတ်ဖို့တော့မဟုတ်ဘူးနော်ကွာတခါမှမလုပ်ဘူးတဲ့ဥစ္စာတခုဟာလုတ်လိုက်တဲ့အခါကျမှဟောနော်ဟို စတိတာအဲ့ကြောင့်အတွေ့အကြုံကစရတာဥပမာမော်တော်ဆိုင်ကယ်ပေါ့ဗျာအဲကျွန်တော်စီကနေပြီးတော့ကျောင်းဆရာတယောက်ကမော်တော်ဆိုင်ကယ်ဝယ်သွားတယ်ဟုတ်ပြီနော်မော်တော်ဆိုင်ကယ်ဝယ်သွားတယ်ဝယ်တဲ့အခါကျတော့ကျွန်တော်ကလည်းမော်တော်ဆိုင်ကယ်ဆိုင်မဟုတ်ဘူးဆိုင်မဟုတ်ဘူးမိတ်ဆွေတယောက်ကငါဆိုင်မော်တော်ဆိုင်ကယ်ဖွင့်နေတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ကျောင်းနေပဲတယောက်ကအဲ့လိုဖြစ်တဲ့တော့ကျွန်တော်ကလည်းအဇက်ဆော်ပြီးတော့တကယ်ချင်းကျောင်းဆရာကလာဟိုဝယ်တော့မယ်ဆိုင်ကယ်ဝယ်ဝယ်ခြင်းနေဆိုတဲ့အခါမှာကိုကအကူအညီပေးတာဟာတကယ်ချင်း မင်းဟိုစိုက်ကယ်ဝယ်မယ်ဆိုလို့ရှိရင်တော့ငါအပိတယောက်ရှိတယ်။ तू မော်တော်စိုက်ကယ်ဖွင့်ထားတယ်။စိုင်ဖွင့်ထားတယ်။ငါနဲ့အကြောင်းတွေပဲတကယ်ချင်းမင်းမပူနဲ့ငါလိုက်ဝယ်ပေးမယ်။ဟုတ်ပါနော်။အဲ့လိုမျိုးပြောပြီးတော့ကျွန်တော်ကပွဲစားလုပ်လိုက်တာပေါ့ဗျာ။ကျွန်တော်ကပွဲစားလုပ်လိုက်တယ်။ပွဲစားလုပ်လိုက်တဲ့အခါကျတော့မှတခါလေအဲ့မှာဟိုတကယ်ချင်းကြောင်းစရာစိုက်ကယ်ဝယ်ပြစ်သွားဟိုကလည်းဟလာကျွန်တော်ကအเจ้าနေပဲတကယ်ချင်းဖြစ်တဲ့အတွက်ကြောင့်ငယ်ချင်းသူများတို့ကဟိုဆယ်သိန်းရောင်းတာဖြင့်တော့ငါ၉သိန်းခွဲနဲ့ပေးလိုက်မယ်လို့ သူကကျွန်တော်ပုံမှန်တက်9000 short ပေးလိုက်တယ်။ short ပေးလိုက်ပြီးတော့မှတခါဒီဆိုင်ကယ်နဲ့ပတ်သက်ပြီးတော့လည်းသူကသူစာရှင်းပြလိုက်တယ်။အဲ့လိုရှင်းပြလိုက်တော့ကျွန်တော်ကလည်းဒီလုပ်ငန်းကိုလုပ်မှာမဟုတ်ဘူး။နော်ကိုကအကူအညီပေးတာ။နော်အကူအညီပေးတာ။နောက်တစ်ခုကတစ်ဖက်ကလည်းရင်းနှီးတဲ့ဆိုင်ကိုအလုပ်ဖြစ်စေခြင်းနဲ့တစ်ဖက်ကလည်းကိုနဲ့တငယ်ချင်းအကြောင်းစီရာဟလားအရှင်ပြေအောင်လုပ်လို့ဆိုင်ကယ်လေးဝယ်ဖြစ်သွားအောင်ကိုကတိုက်တွန်းတာ။ အဲ့လိုတိုက်ရိုက်နာဖြစ်လို့ဒါမျိုးကအမျက်စားဆုံးတဲ့လုပ်ငန်းမဟုတ်ဘူးเนาะဟာပေါက်စီးရ10သိန်းပေါက်စီးရ10သိန်းရှိတယ်ကိုသိန်းခွဲနဲ့ရတာငါငါသားဟိုပေါ့နော်ဒီငါးသောင်းကြိတ်လိုက်မယ်ဆိုလို့ရှိရင်အဲ့လူကဘယ်တော့မှစီးပွားရေးတုံးမှာဖြစ်မလာဘူးเนาะအဲ့ခါကျတော့ဒါကိုကအကူအညီပေးတာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုအရင်တိုင်းကိုသိန်းခွဲနဲ့ရောင်းပေးလိုက်တယ် ရောက်မိလိုက်တဲ့ခါကျတော့ဒီเจ้าဆရာကလည်းကြောင်းရောက်တဲ့ခါမှာဆိုင်ကယ်လေးစီးဟာဆရာကြီးဆရာကြီးအခုဆိုင်ကယ်ပိုင်းနဲ့ဖြစ်နေပြီဗာဖြစ်တယ်ညာဖြစ်တယ်ဆရာဆရာမတွေကဝိုင်းပြီးတော့ဟလာစိတ်ဝင်တစားမိတ်ဆက်ပြုကြပါပေါ့နော်ဟာဘယ်လိုလဲဆရာပါညာအဲ့လိုဆိုင်ကယ်เจ้าကိုမေးကဟာမဟုတ်ဘူးကျွန်တော်ကကျွန်တော်တကယ်ချင်းဟလာဟိုကိုရင်ချက်ကြီးကမိတ်ဆက်ဟိုဝယ်ပေးတာပေါ့ဗျာဝယ်ပေးတာဟလာအခုဘယ်လိုပဲဖြစ်ဖြစ်ဟာပေါက်စီးက၁၀သိန်းတော့ရှိတယ်ကျွန်တော်ကိုသိန်းခွဲနဲ့ရလူဆိုတာကကိုယ်တယောက်ကမျက်နှာသာပေးလိုက်တယ်တယောက်ကကိုကို ပေါ့နော်ဟိုဦးစားပေးလိုက်တယ်တယောက်ကဈေးလျှော့ပေးလိုက်တယ်အဲအဲ့တော့ဆိုလို့ရှိရင်လူတွေအမြဲတမ်းကြွားချင်တာအဲ့တော့ဘာဖြစ်လဲဆိုရင်ဟာဒါကျွန်တော်တကယ်ချင်းကိုရင်ချက်ကြီးကျွန်တော်ဟိုပေါ့နော်ဟိုဝယ်ပေးလိုက်တာနော်ဝယ်ပေးလိုက်တဲ့အခါကျတော့ကျွန်တော်ကုသိန်းခွင့်နဲ့ရတာပေါ့ပြည့်10လေးရှိတယ်ပြောတယ်ပါညာဆိုရယ်ဆန်ကြရကောင်းတဲ့အကြောင်းတွေပြောတာပြောတဲ့အခါကျတော့တခြားဆက်ဆက်မရရလဲကလိုချင်သွားတာ ဟာဟုတ်လားကျွန်မတို့ကဆန်ကျဲကိုသိန်း20 30လောက်ပေးမှရမယ်ထင်တာဆက်သိန်းလောက်ဆိုတော့မသိဘူးဒီလောက်နဲ့ရရဆိုတော့ကျွန်မလည်းဒါကြည့်ကြပြီကျွန်မဝယ်လိုက်မယ်ပါညာပေါ့ဗျာအဲ့လိုဆိုပြီးတော့ဝယ်ခြင်းနဲ့ပြီးတော့ဒုလာကမှာအဲ့ဆရာကိုပြောတယ်ဟုတ်နော်ဟာဟာဘလိုဘလိုပဲဆိုဟာဟာဟုတ်ပြီနော်ဟိုဆန်ကျဲဝယ်ခြင်းနဲ့ပေါ့အဲ့ကြောင့် तू ကလည်းဟာကျွန်တော်စီပဲပြန်ဆက်လား ဟာတကယ်ကြီးချက်ကြီးရမင်းကွာငါ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 ဆိုင်ကယ်လေးဝယ်တာသဘောကျလို့ငါတို့เจ้าကဆရာဆက်မရလဲဆိုင်ကယ်လိုချင်တယ်လိုချင်တဲ့အခါကျတော့မင်းကွာငါဝယ်ပေးပါအောင်ပေါ့နော်အဲ့လိုပြောတဲ့အခါကျတော့ဒါကွာတခါသူတို့ကိုအဲ့เจ้าကဆရာဆက်မကိုခေါ်သွားပြီးတော့ကျွန်တော်တို့ကတခါဆိုင်ုံလိုက်သူပေးဝယ်ပေးတယ်ဝယ်ပေးတဲ့အခါကျတော့အဲ့လိုပဲကိုဆိုင်ကလည်းကိုတင်ကွယ်နဲ့ဝယ်ပေးလိုက်တယ်နော်ကိုတင်ကွယ်နဲ့ရောင်းပေးလိုက်တယ်အဲ့တော့ကျွန်တော်ပွဲသားနှစ်ခါလုပ်လိုက်ပြီနော်တခါမှတော့အမျက်မရဘူးအဲ့ဗာမျက်လိုက်ရေဆိုပထမတစ်ကြိမ်ကကျွန်တော်က customer မျက်သွားတယ် ်ပထမကိုယ့်ရဲ့တငယ်ချင်းကြောင်းဆရာကစံကြယ်ဝယ်လိုက်တယ်နောက်ထပ်ပြီးတစည်းမဝယ်နိုင်သေးပေမဲ့သူ့မိတ်ဆွေကိုမိတ်ဆက်ပေးတဲ့အခါမှာနောက်ထပ်ဆရာမတယောက်ကစံကြယ်တစည်းထောက်ဝယ်တယ်ကျွန်တော် customer မြတ်တယ်ကျွန်တော် customer နှစ်ယောက်မြတ်သွားတယ်ကျွန်တော်ကိုယ်ပဲ customer နှစ်ယောက်ရှိပါတယ်နော်အဲ့လိုရှိသွားပြီးတော့အဲ့လိုဖြစ်တဲ့အပြင်နောက်ထပ်အကြောင်းဆရာမတရားဝင်လိုရတဲ့ခါမှာကျွန်တော်လည်းဝယ်ပြီးလိုက်တယ်။အဲ့လိုဆိုင်ရတဲ့ငယ်ချင်းရဲ့သဘောကျတာပါဟာ ဟာသူလည်းသူပြောမှာဘောဟာမိမရေငါတို့ကအเจ้าနေပဲတကယ်ချင်းကိုရင်ချက်ကြီးနဲ့သူလည်းသူတလို့တစည်းရောက်လိုက်တယ်သူတကယ်ချင်းနေမှာထက်ဝဲရပြီအနော်အပါညာပြောမှာဟောအဲ့လိုပြောရတာကြတဲ့ကအဲ့လိုပဲကိုသိငွေတကယ်ရောက်ပြလိုက်တယ်အဲ့လိုနဲ့အဲ့เจ้าကဆရာဆရာမတွေကတစည်းပြီးတစည်းဝယ်လိုက်တာ၅သိန်း၅သိန်း၆သိန်းဖြစ်သွားတဲ့အချိန်မှာဘာဆက်လဲဆိုင်ရန်ပြောတယ်တကယ်ချင်း မင်းဝယ်ပေးတာပေါ့ကွာခုနမင်းလိုက်ဝယ်ပေးတဲ့ငါဆိုင်အောင်အပေးရငါတို့ကျေးဇူးတင်တယ်ဒါပေမဲ့လူမွေးရလူမွေးရပေါ့ကွာအလုတ်ကအလုတ်သဘောအဲ့ခါကျတော့မင်းနောက်တခါဝယ်လို့ရှိရင်မင်းကိုကော်မရှင်၃တောင်းပေးမယ်ဆိုတာစထွက်လာပြီဟုတ်မနော်အဲ့ခါကျတော့ဆိုင်ရသူရောင်းချင်တယ်လေရောင်းချင်တဲ့ခါကျတော့ तू ကော်မရှင်၃တောင်းပေးမယ်ဆိုတဲ့စကားထွက်လာရထွက်လာတဲ့ခါမှာကျွန်တော်ကနောက်ထပ်ဆရာဆရာမကြီးလာတဲ့ခါမှာလည်းကျွန်တော်အဲ့ဆိုင်ကိုလိုက်ဝယ်ပေးတယ်လိုက်ဝယ်ပေးတဲ့ခါမှာကျွန်တော်က၃တောင်းရနော်ကော်မရှင်၃တောင်းရလာအဘာမ ကိုကအားထုတ်တာမဟုတ်သေးဘူးနော်သူတို့က offer လုပ်တာရောင်းတဲ့ဆိုင်ကနေ offer လုပ်တာဟုတ်နော် offer လုပ်တဲ့အခါမှာ၄၅၆ကြီးရောင်းတဲ့အချိန်မှာ commission 300ရတယ်အစဉ်ပြောသွားနော်ရောက်သွားရောက်တဲ့အခါကျတော့အဲ့မှာဘာဖြစ်လဲဆိုတဲ့အခါကျတော့အဲ့လိုဝဲတဲ့အခါမှာဟာဆရာမတယောက်ကကျတော့နော်ဟိုပြောလာကျမကအနီရောင်ပဲကြိုက်တာဟုတ်အနီရောင်ပဲကြိုက်တာဟုတ်ပြီအဲ့မှာလဲကျွန်တော်အနီတွဲခဲ့လိုက်ဝယ်ပြီအဲအနီရောင်အနီရောင်ကြတော့ဟိုကအဒါပဲဆိုတော့ ဟာလေဒီဥစ္စာကစစ်သိန်းကွဲပဲဟာတသိန်းတော့ဘာဖြစ်လို့အနီရောတသိန်းတက်တာလဲဟမ်အဲ့လိုမေးတာပြောဘာဒီကွာလို့လဲဟာအတူတူပဲဆိုင်ကအားလုံးအတူတူပဲဒါလည်းဟွန်တာပဲဒါလည်းဟို150 cc 150 cc ပဲဒါလည်းအော်တိုမက်တစ်ပဲအကုန်လုံးအတူတူပဲဟာဘာဖြစ်တာလဲဆိုတဲ့အခါကျတော့မှုတ်ဘူးပြတယ်ကျွန်တော်တို့မြန်မာတွေကဆိုင်ကယ်တို့ကားတို့ဆိုအဖြူနဲ့အမဲပဲကြိုက်တာလေဒါကြောင့်မလို့အဖြူနဲ့အမဲကဈေးကြီးပြီးတော့အနီရဈေးသက်တာဒါအတွေ့အကြုံ ဟုတ်တော့အနီးရဈေးသက်တာလဲအဖြူတဲ့အမဲရဈေးကြီးတယ်ဆိုကိုမသိဘူးဒါအတွေ့အကြုံဖြစ်တယ်နော်အဲ့ဒါနဲ့တခါလဲခုနကတော့ဟောနော်ဟိုအနီးလေးဝယ်ပြလိုက်တာဟာအနီးရတတားရဲ့အဲကိုဒါတခုတိသွားပြီတခုတိသွားဒါကတည်းကလိလာလို့မဟုတ်ဘူးနော်တိသွားတယ်ဟာနောက်တခါနောက်တစ်ယောက်ကလိုက်လာကြဘယ်ခါကြောက်မဟုတ်ဘူးလူကျင်တာတော့အဖြူပဲလူကျင်တာဒါပေမဲ့ကိုသိန်းခွဲကမတတ်နိုင်ဘူးအဲအဲ့လိုလာအထွန်းတက်လာဟာဘယ်လောက်တတ်နိုင်တာလဲ ဟာမဟုတ်ဘူးဒါကို7သိန်း900တောင်းနဲ့ရအောင်လေဘာဖြစ်လို့လုံနေတာအာချင်းကျိုးမတူဘူးပြကျွန်တော်ချင်းကျိုးကိုတရုတ်ချင်းကျိုးထည့်ပေးလိုက်တာအာအာအတွေ့ကြုံနောက်တစ်ခုရပြန်ပြီဟုတ်ပြီနော်အဲဒါအယောင်ကလူကြိုက်များတဲ့အယောင်ဆိုဈေးကြီးတယ်လူကြိုက်နေတဲ့အယောင်ဆိုဈေးသက်တာလေဟာချင်းကျိုးလေးကိုနည်းနည်းပြောင်းလိုက်တာနဲ့ဈေးက6000กว่าပါတယ်ဒါဒါလည်းအတွေ့ကြုံပဲနော်အတွေ့ကြုံရအဲ့လိုနဲ့တစည်းတစည်းရောင်းနေဟုတ်လို့မလားတစ်ခါကျတော့ခုနလိုပေါ့နော်တစ်ခါနောက်တစ်ခါအဖြူနဲ့အနက်ကိုပဲ ိုးချောင်တွေကတစည်းကဈေးတက်တာပါဗျာဘာလို့တက်တာလဲအာဒါ manufacturing ဖြစ်မတူတဲ့ model ကတော့မချိန်သေးဘူးဗျာဒါကထုတ်တာက2022ကလေးကထုတ်တာကျွန်တော်တို့ကမှားထားပြီးတော့ရောင်းလို့မထွက်ဘူးကတ်သွားတာအခုကျတော့2024ရောက်လာတဲ့အခါမှာလူတွေကဒိတ်နောက်ကျတာဝဲယူတယ်အားလုံးကတော့ quality ချင်းအတူတူပဲအဲအဲသူ့ရဲ့ဂွေမှာပြည်လိုက်လို့ရှိရင်သူ့ရဲ့ manufacturing date ပေါ့နော်ထုတ်လုပ်တဲ့နှစ်က2024ဖြစ်သွားပြီ။ဘောက2022ဖြစ်တယ်။ဒါကြောင့်ဈေးသက်တာ။အာဒါလိုက်တွေ့ကြတယ်။ဒါကြောင့်မလို့ ဟုတ်ပြီနော်အယောင်းဝယ်တစ်ခုလောက်လိုက်တဲ့အခါမှာနံပါတ်1က customer မြတ်တယ်နံပါတ်2ကဈေးကွက်မြတ်တယ်နံပါတ်3ကအတွေ့အကြုံမြတ်တယ်ကိုဘာမလုပ်ဘူးလုပ်မှတိသွားနော်လုပ်မှတိသွားတိသွားတဲ့အခါကျတော့မှအဲ့မှာကလည်းရောင်းရင်ရောင်းရင်းနဲ့ကိုကတော့စေတနာနဲ့လုပ်လိုက်တာပဲသို့တော့ဆိုင်ရှင်ရထက်ရောင်းကျင်တဲ့အခါကျတော့ကို့အတွက်အလကားနေကော်မရှင်ပေးလာတဲ့အခါမှာကိုကဆိုင်တဲ့တစည်းကိုအလကားနေ၃000မြတ်လာတာဒါ business ပဲ ်เนาะအဲ့ဒီခါကျတော့ဟုတ်ပြီနံပါတ်1က customer မြတ်ပြီနံပါတ်2က zero မြတ်ပြီနံပါတ်3ကအတွေ့အကြုံမြတ်ပြီဟုတ်နော်အဲ့နံပါတ်4ရပါလဲဆို profile မြတ်တာနော် profile မြတ်တာ profile မြတ်တယ်ဆိုတာအကြောင်းအပရိုဖိုင်ရစီပွားရေးလုပ်တဲ့ကောင်မှာပရိုဖိုင်ကတက်ရေးကြီးတယ်ဟုတ်ကဲ့နော်ပရိုဖိုင်ဒီသူ့ရဲ့ professional ဖော်ပြတာဖြစ်တယ်ပရိုဖိုင်ဒီသူ့ရဲ့အတွေ့အကြုံထော်ပြတာဖြစ်တယ်ဟုတ်ကဲ့နော် profile ဆိုတာတကယ်လုတ်ခဲ့တာပေါ်ပြနေတာဖြစ်တယ်။ကျွန်တော်တို့ကကိုဘာမှမလုတ်ခဲနဲ့ဒါကြီးကိုလုတ်ဖို့ပါလေတော့ပြောလို့မရဘူး။ဟုတ်နော်။လုပ်ငန်းတစ်ခုကိုလုတ်တဲ့အခါမှာကိုယ်ဘယ်သူတွေကအပ်မလဲဘယ်သူတွေကလုတ်မလဲစဉ်းစားလိုက်တဲ့အခါမှာဟုတ်နော်။ဘာမှအတွေ့အကြုံမရှိတဲ့သူကိုဘယ်သူမှမယုံကြည်ဘူး။အတွေ့အကြုံရှိမှယုံကြည်တာ။အင်ဂျင်နီယာဆိုလည်းဆောက်လို့အင်ဂျင်နီယာဆိုရင်အိမ်ဘယ်လုံးဆောက်ဘူးလဲတရားဘယ်နှစ်စင်းဆောက်ဘူးလဲ။ဟိုတရားကကျွန်တော်ဆောက်တာဟိုတရားကကျွန်တော်ဒီဇိုင်းဆွဲတာဆိုမှသူ့ကိုယုံကြည်တာ။ ဟုတ်ပြီနော်အဲ့ဒါမှသူ့ကိုယုံကြည်တာလူဆိုကုပ္ပရိုဖိုင်ကိုဖော်ပြရကျွန်တော်ဒီလုံငန်းကိုလုပ်တာအတွေ့အကြုံဘယ်လောက်ရှိသွားပြီကျွန်တော်ကိုဘယ်သူတွေကယုံကြည်အလုပ်တွေအခက်ကြတာဒါယူပြောရတာအလုပ်လျှောက်တဲ့အခါမှာ CV ဆိုရတာပဲလုပ်လျှောက်တဲ့အခါမှာကျွန်မကကျွန်တော်ကတော့ဘာဘွဲ့နေပြီးပါတယ်နော်ဘယ်ပညာရည်ကိုတင် जा ခဲ့ပါလဲဘယ်တက်ကတူမှာတင် जा ခဲ့ပါလဲဒါလည်း profile ပဲရန်ကုန်တက်ကတူမတက်ဘူးနဲ့ရန်ကုန်တက်ကတူမှာတက်ပါလို့တော့ပြောလို့မရဘူးအောက်ဆိုတက်ကတူမတက်ဘူးနဲ့အောက်ဆိုတက်ကတူမှာတက်ဘူးလို့တော့ပြောလို့မရဘူး အဲ့တော့ CV လူတယောက်ရဲ့ခုနကပေါ့နော်ဟိုအချက်လက်ကိုအလုတ်လျှောက်ကိုအချက်လက်ရေးရဆိုတာကိုယ့်ရဲ့ profile ကိုဖော်ပြတာဖြစ်တယ်။အဲ့ဒီအပြင်အရေးကြီးတာအတွေ့အကြုံဟုတ်လားအဲ့တော့အလုတ်ခန့်တဲ့လူတိုင်းကအတွေ့အကြုံ3နှစ်ရှိပြီးသား4နှစ်ရှိပြီးသား5နှစ်ရှိပြီးသားဆိုတဲ့လူပဲခန့်တာ။အတွေ့အကြုံဆိုတော့အတွေ့အကြုံထဲမှာလည်းပဲအများကြီးကွာသေးတယ်။ engineer ဖြစ်တိုင်းအတွေ့အကြုံတူတာမဟုတ်ဘူး။တချို့ကလုံးချင်းအိမ်ဆောက်ဘူးတာ။တချို့ကအထက်မြင့်တိုက်ဆောက်ဘူးတာ။တချို့ကတံတားဆောက်ဘူးတာ။တချို့က decoration ပဲလုပ်ဘူးတာ။နော်အဲ့တော့ အဲ့လိုပေါ်မူတည်ပြီးတော့ကွဲပြားသွားသလိုဆရာဝန်ဖြစ်တိုင်းလည်းပဲအဲကုဘူးတဲ့အတွေ့အကြုံကမတူဘူးเนาะဟိုခွဲစစ်ဆရာဝန်ဖြစ်တိုင်းလည်းမခွဲဘူးတဲ့ယောဂတွေအများကြီးရှိတယ်အမြဲတမ်းဒါလာဒီသူ့နယ်မှာဒီယောဂပဲဖြစ်နေရှိလို့ဒါလာဒါခွဲနဲ့အရင်ကိုကျွမ်းကျင်သွားတဲ့သူလည်းရှိတယ်အဲဒါကြောင့်အတွေ့အကြုံကြီးကျွမ်းကျင်မှုကိုဖေးတယ်เนาะအတွေ့အကြုံကြီးပရိုဖိုင်းကိုဖေးတယ်အဲ့တော့ ်လူတွေကကိုယ့်အလုတ်အပ်မဲ့လူတွေကဒီလူဟာတကယ်ယုံကြည်ရလောက်သလားတကယ်ပဲအားကိုးရလောက်သလားတကယ် rely ပဲဖြစ်သလားဆိုတာကိုသူ့ရဲ့ profile ကိုကြည့်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအလုတ်တစ်ခုလုတ်တဲ့အခါမှာ profile ရေးကြည့်ရကျွန်တော်ကဒီလုပ်ငန်းကိုဘယ်နှခုနေတရဆက်လုပ်တာဟုတ်နော်ဟုတ်တယ်ကျွန်တော်ဆိုင်ကယ်ပွဲသားကျွန်တော်ဆိုင်ကယ်ရောင်းတယ်နော်ပထမဆုံးရောင်းတော့အเจ้าဆရာတက်ကိုကျွန်တော်ဆိုင်ကယ်ရောင်းခဲ့ရောင်းရင်ဒီလူမျိုးဖြစ်လာဖြစ်လာတဲ့အခါကျတော့ကျွန်တော်ကိုလည်းရောင်းအကောင့်လို့ဟိုဘက်ကကျွန်တော်ကိုအကျွေးတလာဆိုင်ပေးတယ်တလာဆိုင်ပေးရတယ်ကျွန်တော်ဟို ဟိုဘယ်လိုပြောအောင်ကျွန်တော်ဟိုအိမ်အိမ်ကိုဘန်ပေါင်းပေါင်းပြီးတော့မှကျွန်တော်ဒီဆိုင်ကယ်တန်လေးဖွင့်လိုက်တယ်ဖွင့်တာအခု၁၂နှစ်ရှိသွားပြီဒီလိုကျွန်တော်ပြောတာကျွန်တော်ပရိုဂရမ်ဖြစ်တယ်ကျွန်တော်တလောက်ဆိုင်ကယ်အစီတရာလောက်ရောင်းရတယ်အခု၁၂နှစ်မှဆိုင်ကယ်ပေါင်းဘယ်လောက်ဖို့ရောင်းဖို့တော့ဒါပရိုဖိုင်အဲ့လိုပရိုဖိုင်ရှိမှဟလာနောက်ထပ်ပြီးတော့ဟိုဆိုင်ကယ်ဆပ်ပလိုက်ယာပေါ့ Honda ရောင်းရရနေ Yamaha ရောင်းတင်တယ်ဆိုရင် Yamaha သမားကလည်းကျွန်တော်ယုံကြည်ပြီးတော့ဟာသူတလောက်ရောင်းဖို့တာပဲငါမင်းကို၃လအကျွေးချပြီးမယ်ဆိုတော့မျိုးဖြစ်လာတာเนาะအဲ့ဒီခါကျတော့ ကျွန်တော်ဆိုလိုချင်တာကစီးပွားအရောင်းရယ်တစ်ခုလုပ်တဲ့အခါမှာငွေကြေးကြီးပဲမြတ်တာမဟုတ်ဘူးเนาะငွေကြေးကြီးပဲမြတ်တာမဟုတ်ဘူးငွေကြေးအရင်တခြားလေးခုမြတ်ပါတယ်နံပါတ်1ကကတ်စမာမြတ်တယ်နံပါတ်2ကအဲဈေးကွက်မြတ်တယ်နံပါတ်3ကအတွေ့အကြုံမြတ်တယ်နံပါတ်4ကတော့ profile မြတ်တယ်เนาะအဲ့လိုနဲ့ဟိုနှစ်နှစ်နဲ့ကြာသွားတဲ့အခါမှာကိုရင်ချက်ကြီးမော်တော်ဆိုင်ကယ်ဆိုင်ဆိုတဲ့ profile ဖြစ်လာဟုတ်ပြီเนาะ profile ဖြစ်သွားတယ် အဲ့တော့ကိုတကယ်ပြောလိုက်ဟာဟိုမှာအထက်ကတော့ဆရာဆရာမလေးအကုန်လုံးကကျွန်တော်ဆရာဝယ်ကားဟုတ်လားမဝယ်ဘူးကတည်းကကျွန်တော်ပြောလို့မရဘူးတကယ်ဝယ်သားမှတကယ်ဝယ်သားမှတကယ်ပြောလို့အဲ့ကျွန်တော် customer မယုံမိတ်ဆက်ပြီးလို့ရတယ်ဟာဒါမျိုးဖြစ်သွားတာเนาะအဲ့လိုမျိုးဖြစ်သွားတာအဲ့ခါကျတော့အဲ့ဒါကို profile လို့ profile မြတ်ဖို့ဆိုတာเนาะအင်မတန်ခက်တယ် profile ဆိုတာတက်တန်းတယ်လေစကားပြောတယ်ဒီလုပ်ငန်းတစ်ခုကိုတချို့တချို့ပေါ့เนาะဥရောပ brand နေဆိုတဲ့တချို့ဆိုရင်1930 since 1935 uh, since ဟာဟို7025စသဖြင့်ပေါ့เนาะဒီသူတို့ကဒီလုပ်ငန်းကိုထုတ်လုပ်တာ1925ခုနှစ်ကတုတ်တော်တာပါဒီလုပ်ငန်းကိုတော်1935ခုနှစ်ပြလုပ်တာပါဆိုတဲ့ profile ဒီ company ကအတွေ့အကြုံနှစ်ပေါင်းအပြင်အဲ100ရှိပါပြီ30ရှိပါပြီ50ရှိပါပြီစသဖြင့်အဲ့တမိန်ချောင်းကိုပြောနိုင်တာလဲဒါ profile ပဲเนาะအဲ့ဒီခါကျတော့လုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာငွေကြေးတင်ပြတာမဟုတ်ဘူးเนาะအဲ ကသမာမြတ်တယ်ဈေးွက်မြတ်တယ်အတွေ့အကြုံမြတ်တယ်ပရိုဖိုင်းမြတ်တယ်ဒီ၄ခုကပတ်စံနဲ့ဝယ်လို့ရတဲ့လုပ်ငန်းမဟုတ်ပါဘူးเนาะဒါကြောင့်မလို့လုတ်လုတ်တဲ့ခါမှာနောက်ထပ်ပြီးရတဲ့ဝင်ဝယ်တူလို့ရှင်၅ခုမြတ်ပါတယ်ဒါကြောင့်မလို့အလုတ်တစ်ခုလုတ်တဲ့ခါမှာလုတ်ဖြစ်အောင်သာလုတ်တဲ့ပါအကျိုးမြတ်ကိုမပြောပါနဲ့အရင်တိုင်းပွဲသားလုတ်လိုက်ပါခုမှငွေကြေးမရှိငွေကြေးမရှိရင်အရင်တိုင်းပဲပွဲသားလုတ်လိုက်အရင်တိုင်းပဲပွဲသားလုတ်လိုက်တဲ့ခါမှာနံပါတ်၁ကကိုအချိန်ကိုရင်းလိုက်တယ် နော်ကိုယ့်ရဲ့အဆက်အသွယ်မိတ်ဆွေပေါင်းသင်းတို့အရင်နှစ်ဖြစ်အသုံးချလိုက်တယ်နော်ကိုယ့်အပေါ်ယုံတဲ့ယုံကြည်မှုကိုလည်းအရင်နှစ်ဖြစ်ကိုအလကားပေးလိုက်တယ်အလကားပေးလိုက်တဲ့အခါမှာနောက်ထပ်ယုံကြည်မှုတွေပွားလာတယ်ပွားလာတဲ့အခါမှာဒီ profile နဲ့ရလာတာဒီ profile နဲ့ဒီ customer နဲ့ဒီဈေးွက်နဲ့ဒီအတွေ့အကြုံတွေကကိုယ့်ကိုပတ်စံပြန်ရှာပေးသွားတယ်နော်ဒါကြောင့်မလို့အလုပ်တစ်ခုကိုရဲတင်းတင်းလုပ်လိုက်ပါအရောက်ဝယ်တစ်ခုစဖြစ်ဖို့အတွက်ပဲလုပ်လိုက်ပါအကျိုးမြတ်ငွေကြေးအကျိုးမြတ်ကိုမမျှော်လင့်ပါနဲ့ ဟုတ်ပြီနော်ဝီကြီးအကျိုးမြတ်ကိုမပြောလင်းနဲ့စေတနာကိုပဲအရင်ခံလိုက်အဲ့လိုအရင်ခံလိုက်တဲ့အခါမှာအချိန်တစ်ခုရောက်လာတဲ့အခါမှာ तू ကငူကြီးဖြစ်လာတယ်နော်အဲ့ကြမှာလဲကိုယူရတာတန်းတယ်ဘာကြောင့်လဲဒီပစ္စည်းကိုကိုနားလဲသွားတယ်ကိုနားလဲသွားတယ်ကိုစီယာဝယ်တဲ့လူကိုကာကွယ်ပြီးဖို့ကိုမှတောင်းရှိတယ်ကိုစီယာဝယ်သွားတဲ့လူအမှားရင်းမဖြစ်အောင်တန်းတန်းကြီးဖြစ်အောင်နော်ဟိုပေးရတဲ့ဈေးနဲ့တန်းအောင်နော်အဲအမှားကန်ရှိတယ်ဆိုရင်အမှားကန်ကာလအတွင်းမှာ ဟိုဘလို့အမတ်ခံနဲ့ဟိုကနော်ဟိုအကျိုးကိုရအောင်ကိုကကောက်ခံပြီးရရှိတယ်ကိုကဘသူစီရပတ်စံကဘာဝန်ဆောင်မှမပေးပဲနဲ့အလကားရှိလို့မတင်နော်ကိုတခုခုငွေကြေးနော်နော်ကို့အတွက်ငွေကြေးယူတော့မယ်ဆိုတဲ့အခါတိုင်းနော်ကို့ရဲ့အားထုတ်မှုပါဝင်ပတ်သက်မှုနော်ကို့ရဲ့တောင်းယူမှုရှိဖို့လိုတယ်ဘာတောင်းယူမှမရှိဘူးဘာအားထုတ်မှမရှိပဲနဲ့နော်သူများစီရပတ်စံအောင် ယူမယ်ဆိုရင်ဒါမတရားဘူးเนาะအဲ့ခါကျတော့စဆာချင်းဒီကိုယ်မှာအရင်ဒီလည်းမရှိဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့အဆက်အသွယ်နဲ့ကိုယ့်ရဲ့ဘုဒ္ဓတာကိုအခြေခံပြီးတော့မှเนาะမိษွေပေါင်းသင်းတွေကိုအကူအညီပေးရင်းနဲ့เนาะအယောင်းဝယ်တစ်ခုဖြစ်သွားတာ ਨੇ ခုနကတော့အချက်လေးချက်ကအပူမြတ်တာဖြစ်တယ်เนาะအဲ့ဒါလေးကိုပြောပြချင်တာအဲ့တော့ကိုယ်ကလုပ်ငန်းတစ်ခုကိုလုပ်တော့မယ်ဆိုလို့ရှိရင်ရဲရဲတင်းတင်းပဲလုပ်လိုက်ရဲရဲတင်းတင်းလုပ်လိုက်အလုပ်ဖြစ်သွားဘူးပဲလို့ရဲ့ အဲ့ဒီပုံမှာငွေကြီးကိုအမျက်ယူမထားတဲ့အတွက်ကြောင့်လည်းကိုယ့်ရဲ့တောင်းတောင်းကိုယ့်ရဲ့တောင်းရှိမှုကလည်းနည်းတယ်ဒါပေမဲ့အလုပ်တစ်ခုလုပ်တဲ့အခါမှာအလကားလုပ်ပေးတိုင်းတောင်းမရှိဘူးလို့မယူဆနဲ့အလကားလုပ်ပေးလို့တောင်းရှိတယ်တောင်းမယူခြင်းအစတယ်မလုပ်နဲ့ဟုတ်နော်တောင်းမယူခြင်းအစတယ်မလုပ်နဲ့ကိုကလိုက်ဝယ်ပေးလိုက်တယ်ဝယ်ပြီးတော့အင်မိသွားတယ်အင်မိတော့ကိုယ့်မှာတောင်းမရှိပါဘူးဟုတ်မနော်အဲ့ဒါကဘွဲကယူထားလို့ငါ့မှာတောင်းမရှိဘူးဆိုရင်နှာစင်းလို့မရဘူး ဒီကိစ္စကိုစင်ပြေတဲ့အထိပြည်လည်တဲ့အထိဖြည့်ရှင်းပြီးလို့ပဲဒါကြောင့်မလို့သတိထားရမယ်လူမှုရေးကိစ္စတစ်ခုကကိုကကူညီတာပဲဖြစ်ဖြစ်เนาะဘယ်အလုပ်ကိုပဲဖြစ်ဖြစ်ကိုလုပ်ရင်ကိုတောင်းယူရတယ်ဘွေကြီးယူရင်းယူရင်းလစာယူရင်းယူရင်းလည်းမဆိုင်ဒါကြောင့်မလို့တချို့ကိစ္စတွေမှာအစအဆုံးမကူညီနိုင်လို့ရှိရင်စလည်းမကူညီနိုင်ကိုအစအဆုံးကူညီနိုင်မှကူညီရမယ် အနည်းဆုံးလူတစ်ယောက်ကိုမိတ်ဆက်ပေးရင်တော့ကိုယ်မှာတာဝန်ရှိတယ်မသိကြမိတ်ဆက်မပေးနဲ့နော်မသိကြမိတ်ဆက်ပေးဒါကြောင့်မလို့ကိုဒီကိုယ့်ရဲ့တာဝန်ယူမှုမပါဘဲနဲ့ကိုယ့်ရဲ့အခြားခကြီးကိုယူဖို့စိတ်မစိတ်မကူးပါနဲ့ကိုကအခကြီးကိုယူမထားပြီးတိုင်အောင်ကိုကတာဝန်တစ်ခုကိုယူကိုယူရမယ်မယူရင်စရတယ်အဲ့လိုကိုစကုန်စားမိတ်ဆက်လည်းမပေးနဲ့အဲ့အကြောင်းလည်းမပြောနဲ့နားထောင်နေလိုက်တော့နော်ဒါကတော့ကျွန်တော်တို့ရဲ့ဒီအသက်90ကျော် ဲ50ကျော်ပဲပြောမယ်60နာရီရဲ့လို့မပြောသေးဘူးအဲ့ဒါ50ကျော်ဒီကြုံတွေ့လာရတဲ့နော်တင်ကန်းစာတွေဖြစ်တယ်နော်အဲ့တော့စိတ်မညစ်နဲ့နော်စိတ်မညစ်နဲ့လမ်းပြောက်သွားတဲ့ခါမှာနော်ကိုဘာလုံနိုင်မလဲကိုလုံနိုင်တဲ့ဥစ္စာတစ်ခုလုံတာလုံတယ်ဘာမှမလုံတဲ့လူကဘာမှရမရဘူးတစ်ခုခုလုံမှတစ်ခုခုဖြစ်တယ်တစ်ခုခုလုံမှတစ်ခုခုရဒါ theory ပဲဖြစ်တယ်เนาะဒါကြောင့်မလို့ ဲမှာဖြစ်ဖြစ်လက်ပြောက်နေတဲ့လူတွေကွန်မန်လုပ်ငန်းကိုလုပ်ချင်တယ်အရောင်းဝယ်လုပ်ငန်းကိုလုပ်ချင်တယ်ဆိုလို့ရှိရင်ငွေကြေးရှိခြင်းမရှိခြင်းနဲ့မဆိုင်ဘူးကိုယ့်ရဲ့စွမ်းဆောင်မှုကြောင့်အရောင်းဝယ်တစ်ခုဖြစ်သွားဖို့သာလိုတယ်ကိုယ့်ရဲ့စွမ်းဆောင်မှုကြောင့်အရောင်းတစ်ခုရဲ့တစ်ခုဖြစ်သွားလို့ဝယ်သူမှာရောရောင်းသူမှာရောအကျိုးရှိတယ်ဆိုလို့ရှိရင်အဲ့ဒါကိုယ့်ကြောင့်ကိုယ်လုပ်တာကိုယ်စွမ်းဆောင်တာဖြစ်သွားပြီဒါကြောင့်မလို့ကိုယ်လုပ်တာကိုယ်စွမ်းဆောင်တာဘယ်တော့မှအချင်းကြီးမဖြစ်ဘူးဟုတ်ပြီနော် ်ဘယ်တော့မှအချင်းကြီးမဖြစ်ဘူးအကျိုးတိုင်းကအကြောင်းတရားနဲ့အခြေခံတယ်အကြောင်းတရားတိုင်းကအကျိုးတရားတစ်ခုဖြစ်တယ်ဘာမှမလုပ်ရင်ဘာမှမဖြစ်ဘူးတစ်ခုလုံးမှတစ်ခုဖြစ်တယ်ဖြစ်လာတဲ့ဟာတိုင်းကအလကားဖြစ်လာတဲ့ခုမှမရှိဘူးတစ်ခုကြောင့်တစ်ခုဖြစ်တာဖြစ်တယ်ဒါအတွေ့အခေါ်ဖြစ်တယ်နော်အဲ့တော့အခုလမ်းပြောင်းနေတဲ့လူတွေနော်စိတ်ကြမကြပါနဲ့နော်စိတ်ကြမကြပါနဲ့တစ်ခုခုဖြစ်အောင်သာလုပ်ရပါ တခုဖြစ်လို့တရားဟောမှာအကျိုးရှိသွားလို့ရှိရင်ကိုအကျိုးရှိပါလိမ့်မယ်နော်ဒါလေးကိုကျွန်တော်ကမျက်ဝေချင်တာပါနော်အဲ့တော့အခါကျတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ရှေ့ကြုံတဲ့အခါမှာကျွန်တော်သင်တန်းတွေပါဖြန့်ပြလို့ရှိနေကြီးညာပါမယ်ကျွန်တော်ကတော့ဟိုဒီကျွန်တော်ရဲ့နော်စီးပွားရေးလူမှုရေးနိုင်ငံရေးလားဟိုပညာရေးအဲခီးသွားအတွေ့အကြုံအဲ့ဒါမျိုးကျွန်တော်မျက်ဝေချူချာချူချာမျက်ဝေဖို့စိတ်ကူးရှိပါတယ်တတ်တတ် channel လေးပါလို့ခုကလည်း မအားဘူးဖြစ်တယ်လို့အဲခုနကတင်တန်းလေးတွေပေါ့နော်ကိုယ်ပိုင်စီဝါရေးလုပ်နေတင်တန်းအထူးသဖြင့်တော့ကျမ်းပါရေးနဲ့လူခန္ဓာဆိုတဲ့တင်တန်းကိုကျွန်တော်ကြည်ကြည်ပြန့်ပြန့်เนาะကျွန်တော်ဟိုမျှော်ခြင်းတယ်နောက်ကျွန်တော်လုပ်ငန်းနဲ့ပတ်သက်တာတော့ကိုယ့်ရဲ့ဒီ international experience ပေါ့နော်အဲ့ပေါ်မူတည်ပြီးတော့ international trading တခုကိုဘယ်လိုလုပ်တယ်လဲ international logistics တခုကိုဘယ်လိုလုပ်တယ်လဲဆိုတော့လုပ်ငန်းရှင်တွေသူပြင်လုပ်ငန်းရှင်လုပ်မဲ့ပေါက်စားတွေเนาะနောက် MBA တက်နေတဲ့လူတွေပါတွေကိုကျွန်တော်မျှော်ပေးခြင်းတော့လည်းရှိပါတယ် နော်နောက်တစ်ခါတခြားနော်ခီးသွားအတွေ့အကြုံတွေဒါဘဝမှာကြုံတွေ့ကြရတဲ့လူမှုရေးပြဿနာတွေဒါတွေလက်မြောက်ပြီးကိုစိတ်ကူးရှိပါတယ်အဲနည်းနည်းတော့ကြိုးစားပါအောင်မယ်ကျွန်တော်သင်တန်းဖွင့်တဲ့အခါ join မှာဒါကြောင်ညာလည်းမဟုတ်ပါဘူးဒီနေ့ကတော့အဲစိတ်လက်ကြည်လင်တဲ့အချိန်မှာငါနိုင်ငံရေးကြောင်းတော့မပြောသေးကွာပြောမင်းသူများအတင်းနေအတင်းနေပြောမှုကြပြောမှုလို့ရှင်ငါအကုသို့ရတယ်အကုသို့ရတဲ့ဇကာကိုပြောဦးမယ်ဆိုရင်မနေ့ကတရားနာရင်းနဲ့အဲ့စိတ်ကူးလေးပေါ်လာတယ်အဲ့ဒီအမျိုးသမီးကိုလည်းတွားပြီးတတိယပဲ ဒါနဲ့အခုဟိုဆရာတော်ဘာလို့ကျွန်တော်တို့ဒီပေါင်းဖက်ကျုပ်ဆရာတော်ဘုရားကြီးရတရားကိုနာနေရတဲ့ဒါနဲ့ရေလေးပဲသွားချိုးအင်းကြီးပဲရွှမ်းမျိုးတရားတရားတရားလေးကိုပြည့်မြတာပါเนาะအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်เนาะအဲ့တော့လမ်းကြောက်နေရခါမှလည်းစိတ်တမကြပါနဲ့အယောင်းကတစ်ခုခုနဲ့ဝင်ရှာကြနေဆိုလို့ရှိရင်အဲတစ်ခုခု ဖြစ်အောင်လာလှုပ်လိုက်ပါအဲသူ့ဟာသူ့ငွေကြီးကငွေငွေရနောက်ကလိုက်လာပါလိမ့်မယ်ဟမ်အဲ့တော့အယောင်းကဖြစ်တဲ့အခါတိုင်းမှာเนาะငွေကြီးအပြင်၄ခုမြတ်ပါတယ် တကကဆမမြတ်တယ်နှစ်ကမကညက်တယ်နံပါတ်3ကအတွေ့အကြုံမြတ်တယ်နံပါတ်4ကပရိုဖိုင်းမြတ်တယ်နောက်ရတဲ့အမြတ်ပါဆို၅ခုမြတ်ပါတယ်နော်ကဲအားလုံးနှုတ်ဆက်ပါတယ်ကျမချမ်းသာကြပါစေတော်လိုင်းရေးကြီးအောင်တဲ့အဖြစ်နော်ကြံ့ကြံ့ခံကြောက်ဖြတ်နိုင်ပါစေကြံ့ကြံ့ပါပါနဲ့ပကံမှာစုံနိုင်ပါစေလို့ဆုတောင်းပေးနေတဲ့၄ခုချုပ်လိုက်ပါတယ်